မိုက်ကယ်လန်ဒူရော့ဂီတဖြုတ်ပြပွဲဟာကဘာကြီးနဲ့နှစ်ပေါင်းများစွာအဆက်ဖြတ်ခံထားရတဲ့မြန်မာနိုင်ငံအတွက်ပြင်ပကဘာနဲ့ပြန်လည်ချိတ်ဆက်နိုင်မယ့်အခွင့်အလမ်းတစ်ခုလို့ဖြူဖြူကျော်သိန်းကဆိုပါတယ်မျိုးကတော့ပို့ဘူးမှပြီအရှင်မလာရောက်လာနေဆိုတော့မျိုးကတိတ်အောင်ဆရာတော့ဘုရားမမဖြစ်တော့ဘူးတော့ခလေးညာညီမကြီးကလူသားတယောက်ကိုကဘာကြီးနဲ့အဆက်ပြတ်နေတာကိုတော့တော့အဲ့အချိန်မှာကဘာကြီးနဲ့ပြန်ပြီးလီးပြီးလို့ခံစားရတယ်ကဘာကြီးကလူတွေကလည်းတို့တိုင်းပြည်ကိုယ်တွေလူမျိုးဆိုတော့ တိလာတယ်ကဘာသားချင်းလဲဆိုရခံစားမှုပထမဆုံးရတယ်သူတို့ရေဒီကိုရောက်လာတဲ့အတွက်ကြောင့်မတို့တွေက laptop လောက်ထားခံထားရတယ်မဟုတ်တော့ငါတို့ကတိကျပက်ထွက်ပြီးတော့ဟိုငါတို့ကပိတ်ပေါက်ကြခံထားရတဲ့ဒူဒစုမဟုတ်တော့ဘူးဆိုရခံစားမှုကဟိုကိုယ်စိတ်ထဲမှာယုံကြည်မှုတက်စေပြီးခဲ့တဲ့ဒီဇင်ဘာလမှာလူကုန်ကူးမှုတိုက်ဖြတ်ရေးအတွက်အခမဲ့ဖြောပြပွဲပြုလုပ်ခဲ့တဲ့ဂျက်ဆင်မော်ရက်ရဲ့ဖြောပြမှုပြီး Michael Landry Rock က မြန်မာပြည်မှာဒုတိယမြောက်ဂီတဖြုတ်ပြီးပွဲလုံးမဲ့နိုင်ငံကဂီတအဖွဲ့ဖြစ်ပါတယ်။